ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025စက်တင်ဘာလ25ရက်နေ့ကြာသပတေးနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ကိုဤပညာပိုင်းရရောတရင်ပိုင်းချက်လဲရပါခံမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပထမဆုံးအနေနဲ့ကမ္ဘာရွှေကိုဤပညာရခံမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ဤပညာရကမ္ဘာရွှေကိုခံမန်းသုံးသပ်တဲ့အခါမှာကျွန်တော် A4 type frame နဲ့ကျွန်တော်ခံမန်းသုံးသပ်ပေးသွားမှာဖြစ်တယ် A4 type frame ဆိုတာဘယ်လိုမျိုးလဲ A4 type frame ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ဒီကန်တဲ့တုံးတုံးတုံးရဲ့ကြာချင်းကြာချင်းလေးဟာ၄နာရီကြာပါတယ်၄နာရီကြာတဲ့ဟာကိုကျွန်တော် type frame A4 type frame နဲ့ကျွန်တော်ခံမန်းသုံးသပ်ပေးသွားတာဖြစ်တယ်မိ type frame နေရဲ့ပေါ်မှာမ ူတီပြီးတော့ကန်နယ်တွေရဲ့အဲဟာတွေကွာခြားတာတွေရှိတယ်ဘာလို့လဲဆိုတော့ H1 time frame နဲ့သုံးသပ်ပြီးတော့အရောင်းဝယ်လုပ်တယ်ဆိုရင် H1 တလာရိုးသတို့ပြောင်းတဲ့ချက်တွေတွေ့ရမှာဖြစ်တယ်ဒီ M30 time frame နဲ့အဲဒီသုံးသပ်ပြီးအရောင်းဝယ်လုပ်တဲ့ဟာတွေလည်းရှိတယ် M50 time frame နဲ့အဲသုံးသပ်ပြီးအရောင်းဝယ်လာလုပ်လာတယ်လည်းရှိတယ်အဲဒါရမှတာကိုရဲ့အားတာချက်ပေါ်မူတည်ပြီးတော့ကို time frame တွေပါပါဒါဟွန်း ရွေးချယ်လို့ရမှာဖြစ်တယ်ကျွန်တော်ကအဲ့ဒဲကနေမှာကျွန်တော်အေပိုတိုင်းပရင်ကိုကျွန်တော်ခံမှန်းသုံးသပ်ပေးတော့တာဖြစ်တယ်ဟုတ်ပြီအဲကျွန်တော်ဒီခံမှန်းသုံးသပ်ပြီဆိုလို့ရှိရင်လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာဆိုလို့ရှိရင်ကျွန်တော်သုံးသပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကမ္ဘာရွှေဈေးကတအောင်စကို ကမ္ဘာရွှေတအောင်စကိုကျွန်တော်တို့လက်ရှိပေါက်စီ3940နှစ်ပေါက်နေတာဖြစ်တယ်3940ဆိုတဲ့ဈေးအနေထားဈေးနည်းနည်းလေးအေးနေတာဖြစ်တယ်ဘာကြောင့်ဈေးအေးနေတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့မနက်ပိုင်းဈေးစောက်ဖွင့်ပြီးကြတဲ့အနေဒါဈေးဘွားကဒီမှာကန်နေကိုအရာကြည့်မယ်ဆိုလို့ရှိရင်လေဈေးဘွားကဒီမှာလေးကန်နေတိတိလေးတွေပဲတွေ့နေရတာဖြစ်တယ်ဒါကြောင့်ဈေးဘွားအေးနေတယ်လို့ကျွန်တော်တို့ပြောရခြင်းဖြစ်တယ်ကန်နေကအတုံးကြီးကြီးလည်းမဟုတ်ဘူး share ရောအပေါ် share ရောအောက် share ရောတွေလည်းထုတ်ထားတယ်လည်းမတွေ့ရဘူးဒါကြောင့်ကျွန်တော်တို့ကဈေးဘွားအေးနေတယ်ဘယ်လိုအားရောင်းလို့အငြင်းငြင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဒီနေ့ ြတာဘေးနေနေနဲ့ကမ္ဘာရွှေဈေးကတအောင်ဆောက်ဘလောက်မှာဈေးစောက်ဖွင့်ခဲ့တယ်လဲဆိုလို့ရှင်3935မှာဈေးစောက်ဖွင့်ခဲ့လိုက်တယ်လက်ရှိချိန်ကြီးအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3951တိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ကြီးအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3929တိဈေးကျပြီးပါပြီတောင်ချီချင်းအဖြစ်ဈေးခွက်ရဲ့ဝလိုအားရောင်းလို့အားတွေကိုလည်းကြည့်လို့ရတယ်ဈေးခွက်အနေထားဘယ်လိုလဲဆိုတာလည်းကြည့်လို့ရဘာကြောင့်လဲဆိုတော့3935မှာဈေးကဖွင့်လိုက်တယ်ဖွင့်ခဲ့ပြီးတော့3900တာ29လောက်ထိကျသွားခဲ့တယ်ပေါ့3929ကိုဆက်လက်ပြီးဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့3900 1951အထိဈေးတပြန်နဲ့တွားပြီးတော့လက်ရှိကပြန်ချနေတဲ့အနေအထားဖြစ်တဲ့အတွက် DR rate နဲ့မှာပဲဈေးကအလုတ်ခတ်ဖြစ်နေတာတဲ့ဈေးကအေးနေတယ်လို့ကျွန်တော်တို့ပြောရခြင်းဖြစ်တယ်။ဒါကဒီနေ့ရဲ့ကြာတာဘေးနေနေနဲ့ဖွင့်ခဲ့ပြီးတဲ့ဈေးနဲ့လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခတ်ပြီးတဲ့လက်ရှိချိန်ဒီအနေဆုံးကျခဲ့ပြီးတဲ့ဈေးတွေကို balance လုပ်ပြီးကြည့်လိုက်တဲ့အခါမှာဝလိုအားများနေလားရောင်းလိုအားများနေလားဆိုတော့ခံမှန်းသုံးသပ်ပြီးတော့တာဖြစ်တယ်။နောက်ထပ်တနည်းကတော့ကန်တွေကိုကြည့်ပြီးတော့ဒါဝလိုအားများနေလားရောင်းလိုအားများနေလားဆိုတာကိုလည်း တိုင်းတာလို့ရမှာဖြစ်တယ်။ဟုတ်ပြီလက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုရင်ဒီနေ့တည့်ရက်တာဂျာတာရီနေအနေနဲ့ကမ္ဘာရွှေဈေးဘယ်ဈေးတန်းတွေကိုသတိထားရမလဲဘယ်ဈေးတန်းတွေကိုဖောက်တဲ့ဘယ်လောက်ထိသက်လာနိုင်မလဲဘယ်ဈေးတန်းတွေကိုဖောက်ကြရင်ဘယ်လောက်ထိကျလာနိုင်မလဲဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲဒီမှာတခါတည်းပြောပြသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပြီးတော့လိုအပ်တယ်အကယ်လို့ဒါမိတ်ဆွေရကြတော့ဒါ trading account တွေပဲဖြစ်စေ trading account ဖွင့်ကျင်တာပဲဖြစ်စေ webinar secondary channel တွေကို join ကျင်တာပဲဖြစ်စေကျွန်တော်တို့ diet ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ဒီ trading account ဖွင့်တဲ့အခါမှာလည်း commission free တွေဒီ ညတိုက်ခဖရီးတွေအဲစပရက်နဲ့ဆိုတာနဲ့အကောင့်တွေဖွင့်နေတာပဲဖြစ်စေကျွန်တော်တို့ဒါတိုက်ရဲ့ Viber နဲ့ Telegram တွေမှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီအဲကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဒီနေ့တရက်တာအနေနဲ့ကမ္ဘာရွှေဈေးရဲ့သတိထားမဲ့ဈေးတန်းတွေကိုအရင်ပြောပေးသွားမှာဖြစ်တယ်သတိထားမဲ့ဈေးတန်းတွေကတော့လက်ရှိအရဆိုလို့ရှိရင်ကမ္ဘာရွှေဈေးကအဲကျွန်တော်တို့ဈေးနည်းနည်းလေးပြန်ကန်တက်နိုင်တယ်ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆွဲထားတဲ့အရဆို Trend ရောက်လာပြီးတော့ Trend ရောက်နည်းနည်းလေးဒါပြန်ထောက်မယ်လို့ကျွန်တော်ထင်တယ်ထောက်ပြီးတော့ဒီ Trend ကိုဒီဟာနားလေးကို ဖောက်တက်နိုင်မှာဒါဒီလိုမျိုးတက်လာနိုင်မယ်တကယ်လို့ဒါအပေါ်ကိုဒီလိုဖောက်တက်နိုင်မှုဆိုလို့ရှိရင်ဒီလိုမျိုးပြန်ကျလာနိုင်တာမျိုးတွေလည်းတွေ့ရမယ်ဒါကြောင့်ကျွန်တော်တို့ကဒီနေ့တရက်တာအနေနဲ့အမြင့်ဆုံးမှန်းနိုင်တာဆိုလို့ရှိရင်3962ကိုအဓိကစောင့်ကြည့်ရမှာဈေးတန်းဖြစ်တယ်3962တို့ကဖောက်တက်ပြီဆိုရင်တော့ဈေးက trend ကိုကျိုးသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဈေးကဒီမှာ3960ဝန်းကျင်လောက်အထိကိုပြန်ပြီးတော့အသက်အားကောင်းနိုင်မှာဖြစ်တယ်ဒါကတရက်တာတတိထားရမယ့်ဈေးတန်း3962ဈေးတန်းမှာဖြစ်တယ်3962ဈေးတန်းကိုဖောက်တက်ပြီဆိုလို့ရှိရင်တော့ 3,963လောက်အထိကိုဈေးအသက်အကောင်းကောင်းနဲ့ပြန်တက်နိုင်မှာဖြစ်တယ်။ဒါကကျွန်တော်တရက်တာသတိထားရမယ့်ဈေးတန်းကိုကျွန်တော်ပြောပြထားဖြစ်တယ်။3,600ကိုတော့ဖောက် ဒီကဖောက်ကြနိုင်ရင်ဖောက်တက်နိုင်ရင်မရှိဘူးဆိုရင်တော့ဈေးကပြန်ပြီးတော့အကြအားကောင်းကောင်းနဲ့ပြန်ပြီးတော့ကျလာနိုင်မှာဖြစ်တယ်ဒါလည်းတစ်ချက်သတိထားပါဒါလက်ရှိဈေးကအနေထားတော့3940ဒီညမှာအေးနေတယ်အရင်ဆုံး web system ကိုဒီ web system ကိုတော့ဖောက်တက်ဖို့တော့လိုအပ်တဲ့3960ကိုရောက်ဖို့ဆိုတာလည်းကျွန်တော်တို့ဈေးကအေးနေတာဖြစ်တဲ့အတွက်အရင်ဆုံး3950ဆိုတဲ့ web system အသေးကိုကျွန်တော်တို့ဖောက်တက်နိုင်မှာဒါ3960ဈေးတန်းကိုရောက်နိုင်မှာဖြစ်တယ်ဒါ3950ကိုတော့ဖောက်တက်ပြီးဆိုရင်3960ကိုရောက်ရှိမှာဖြစ်တယ်3960 1962ကိုဆက်လက်ပြီးဖောက်တက်မလာဈေးကအသက်ကိုအကောင်းကောင်းနဲ့မျောလို့ရအောင်ဖြစ်တယ်ဒါကဈေးကအသက်မျောနေတဲ့မိတ်ဆွေတွေအတွက်ဖြစ်တယ်အဲတရားထောင်အနေနဲ့ဈေးဆက်ကြဖို့စောင့်ကြမဲ့ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲ ်ဘယ်ဈေးနှုန်းတွေကိုတည်ထားရမလဲဆိုတော့ဆက်လက်ပြီးပြောပြီးသွားမှာဖြစ်တယ်။လက်ရှိအချိန်ထိအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3920အထိဈေးကျခဲ့ပြီးပါပြီ။3900ဒီ sorry 3929အထိဈေးကျခဲ့ပြီးပါပြီ။ဒါဆိုလို့ရှိရင်ဒါစပူဈေးနှုန်းတစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတာအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဒါစပူဈေးနှုန်းဖြစ်တယ်။လက်ရှိအရဆိုလို့ရှိရင်ကမ္ဘာရွှေဈေးက3935ဈေးနှုန်းကိုအရင်စောင့်ကြည့်ရမှာဖြစ်တယ်။3935ကိုဒါဖောက်ကျခဲ့ပြီးဆိုလို့ရှိရင်တော့3900ဒီ3925 3925ဝန်းကျင်လောက်အထိကိုဈေးအကျအကောင်းကော ောင်းနဲ့ကျထားနိုင်မှာဖြစ်တယ်။ main support အနေနဲ့ကတော့3935ပဲဖြစ်တယ်။3935ကိုတော့ body gun နဲ့ပေါက်ကျခဲ့ပြီဆိုရင်တော့3925 3925ကိုအသာလေးတော့ဈေးကအကျအောင်အကောင်းကောင်းနဲ့ပြန်ကျလာနိုင်မှာဖြစ်တယ်။ဒါကဒီနေ့ကြာတာပဲနေ့နေနဲ့သတိထားရမယ်။စောင့်ကြည့်ရမယ်ကျွန်တော်တို့ဈေးတန်းလေးတွေဖြစ်တဲ့ power system တွေ power system တွေကိုပြောပြထားတာဖြစ်တယ်။အကယ်လို့ဒါမရှင်းတာတွေရှိရင်ကျွန်တော်တို့ဒါရိုက်ဆက်တယ်ပြီးဆွေးနွေးလို့ရတယ်။ဒါသတိထားမယ်ဈေးတန်းတွေကိုပြောပြပြီဆိုလို့ရှိရင်ဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲလို့တခါလေးပြောပြသွားမှာဖြစ်တယ်။ဒါဆက်လက်ပြီးတည်သွားပြီးလို့ရတယ်။ဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲဆိုလို့ ို့ရှိရင်တော့ကျွန်တော်အဝယ်ကိုအရင်ပြောမယ်အဝယ်ပိုင်း လက်ရှိဈေးထဲမှာဘိုင်းတက်နေလားလက်ရှိရဲ့ဈေးဘက်ကဈေးအေးနေတယ်3943မှာအေးအေးနေတယ်ကျွန်တော်တို့ဒါဒီ over trade တွေတော့မလုပ်စေချင်ဘူးပြီးတော့ order တွေကိုတကြောင်မိမတကြောင်ကိုဝင်စေချင်တယ်ဘာဖြစ်လို့စနစ်တကြောင်နဲ့အယောင်းဝင်လုပ်စေချင်တယ်အချို့ကကျဈေးတက်မယ်လို့ပြောလိုက်ပြီးဆိုလို့ရှိရင်ဒီဘိုင်း order တွေကိုဟိုစွတ်စွတ်ဝင်တာပေါ့ဘယ်လိုပြောရမလဲတကြောင်ပြီးတော့တကြောင်မဟုတ်ဘဲနဲ့ဒီ order တွေကိုအများကြီးဒီဈေးတန်းတစ်ခုထဲမှာနေဖွင့်လိုက်တာဒီလိုမျိုးတွေဆိုလို့ရှိရင်ဈေးကွက်ကလာရာကမန်းထားလို့မဟုတ်ဘဲနဲ့စန့်ကျင်ဘက်ကိုသွားတဲ့အခါကျမှအဲ order တွေက floating ဖြစ်သွားပြီးတော့ဒီ machine တတ်ဖဲနဲ့ဒီအရှုံးတွေရင်ဆိုင်ရတာမျိုးတွေဖြစ်လာနိုင်တယ်။ဒါကြောင့်ကျွန်တော်ကတကြောင်ပြီးမှတကြောင်နဲ့စနစ်တကျထိတ်ဖို့ဒီ over trade တွေမလုပ်ဖို့ကျွန်တော်ကခဏခဏပြောနေရခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကဒီ order ဒီနေရာမှာ buy ဝင်တဲ့နလားဆိုရင်ဝင်တဲ့နဲ့ ဒါပေမဲ့ order တွေအများကြီးနဲ့ loss site အကြီးကြီးတွေတော့မတုံးစေချင်ဘူးဘာလို့လဲဆိုတော့ဈေးကွက်ကအေးနေတိုင်းနဲ့ကျွန်တော်မန်းထားတာတွေထက်လည်းဆန့်ကျင်ပြီးတော့သွားလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒါစတိတကျနဲ့ထွေးဖို့အကြံပြုတယ်ဟုတ်ပြီစကားအကြောင်းကကျွန်တော်ရှည်သွားပြီဒါကြောင့်ကျွန်တော်လိုရင်းဝယ်ပြောတော့မယ်3940နှစ်ကိုနဲ့လားလေးမှာဝယ်ပါကျွန်တော်ပါပါလေးပဲယူမယ်ဗျအမြတ်ကိုတီးပြီးအမြတ်ကတော့3940နဲ့8လောက်မှာအမြတ်ပိုင်းမှာ ပါပါလေးပဲယူမယ်အဆန်အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆွေရကိုရှူရှူကနေတဲ့ပမာဏတွေကိုမူတီဘူးအဆန်ကိုချိန်ပြီးတော့ထားပါအဆန်ကဘယ်မှာထားတင်းနေလဲဆိုလို့ရှိရင်တော့3900 35ရဲ့အောက်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကကိုကရှုံးရှုံးခံနေတဲ့ပမာဏကိုမူတီပြီးတော့ချိန်ပြီးတော့အဆန်ထားပါအဝယ်အတွက်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်အယောင်ဆဲအော်ဒါအတွက်ပြောပေးသွားမှာဖြစ်တယ်အယောင်ဆဲအော်ဒါဒီစည်းတန်းမှာအယောင်တင်လာကျွန်တော်အမြင်ဆိုလို့ရှိရင်ဆဲရောဘိုင်ရောဒီစည်းတန်းကအေးနေတာဖြစ်တဲ့တိတ်ပြီးတော့မကြိုက်ဘူးဒါပေမဲ့အဝယ်နဲ့အယောင်ဆိုတော့အဝယ်လေးနည်းနည်းလေးတော့ကျွန်တော်ဒီ3900 135ကိုဖောက်မကြမနိုင်ခြင်းကတော့အဝယ်နည်းနည်းလေးကြိုက်တယ်ဒါပေမဲ့အဝယ်ဆိုတော့အများကြီးကြိုက်တာတော့မဟုတ်ဘူးဈေးကွက်ကအယောင်းနဲ့အဝယ်ဆိုလို့ရှိရင်ဝယ်လို့အနေနဲ့များနေတယ်ဘာကြောင့်လဲဆိုကန်တွေကိုကျွန်တော်ကြည့်ရတဲ့အကြဆိုလို့ရှိရင်ဒါကဘူးကန်တွေကိုတွေ့နေရတာဖြစ်တယ်ဒါကြောင့်ဈေးနည်းနည်းပြန်တက်နေမယ်လို့ကျွန်တော်မှန်းထားတာဖြစ်တယ်ဈေးအရဆိုလို့ရှိရင်တော့ဒီ risk ကိုမယူနိုင်ဘူးအန်ဒီကိကိနဲ့ရောင်းချင်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ကြောင့်လည်း3961ဝင်းကျင်လောက်မနေပါရောင်းပါတီးပြီးအမြတ်ပိုင်းဈေးတန်းတွေကတော့ဒါ3955လောက်မှာအမြတ်ပိုင်းမှာ အဆန်အရှုံးပိုင်းစည်းနာတော့ဘိတ်ဆိုရကိုရှုံရှုံးကနေနဲ့ပမာဏတွေပုံမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲကိုတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်3960ဒီ60ဝန်းကျင်မှာအဆန်ထားပါဒါကအယောင်အသွက်ပြောပြသွားတာဖြစ်တယ်အယောင်အသွက် TV နဲ့အဆန်ဟိုအယောင်အသွက် TV နဲ့အဆန်ဘိုင်းအသွက် TV နဲ့အဆန်တွေကိုတစ်ခါလေးပြောပြသွားတာဖြစ်တယ်အကယ်လို့ဒါမိတ်ဆွေကအဲရှေ့ပိုင်းမှာပြောသွားတယ်မရှင်းတာပဲဖြစ်စေကျွန်တော်ကိုဒီတိုက်ဒီ Viber နဲ့ Telegram မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ဒါကကျွန်တော်နှီးပညာအရခံမှန်းသုံးသပ်ပြီးသွားတာဖြစ်တယ်ကျွန်တော်ရဲ့တူ ီတော့ခတ်တူရီတော့အမြင်နဲ့ခံမှန်းသုံးသပ်ပေးသွားတာဖြစ်တယ်။ဟုတ်ပြီနိပညာရခံမှန်းသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူး။ဒါနိပညာရသုံးသပ်ပြီဆိုရင်ကျွန်တော်သတင်းပိုင်းရသုံးသပ်ပေးသွားမှာဖြစ်တယ်။သတင်းပိုင်းရကရောသတင်းတွေထွက်ဖို့ရှိလားဒီညာတဲ့သတင်းတွေထွက်ဖို့ရှိတယ်။ဒါကြောင့်တစ်ချက်လောက်သတင်းပိုင်းကိုတော့ကြည့်မယ်။ဒါသတင်းတွေပါဖြစ်ပါတယ်။ဒီသတင်းတွေကကျတော့ဘယ်ချိန်ထွက်မလဲဆိုလို့ရှိရင်မြန်မာစံတော်ချိန်အပြင်ဆိုလို့ရှိရင်ဒါညာအခုနှစ်နာရီမှာထွက်ရှိသွားမယ့်သတင်းတွေဖြစ်တယ်။မြန်မာစံတော်ချိန်ည9နာရီမှာထွက်ရှိသွားမယ့်သတင်းတွေကဘယ်နှခုလဲဆိုရင်ကမ္ဘာရွှေအတွက်ဆိုလို့ရှိရင်တစ်ခု၊နှစ်ခု၊သုံးခု၊လေးခု၊လေးခုတောင်ထွက်ရှိသွားမှာဖြစ်တယ်။ တယ်၄ခုထွက်ရှိသွားမှာဖြစ်တယ်အဲဒီ၄ခုထွက်ရှိသွားမဲ့ဟာ the brain နဲ့တည်းခုနှစ်နာရီမှာထွက်ရှိမှာဖြစ်တယ်ဒီ deadline ထွက်တဲ့အချိန်ဒီမှာကမ္ဘာရွှေဈေးတော့လောက်ခတ်လာနိုင်တယ်ဘာကြောင့်လဲဆိုရင်ဒီအခုအာရှနဲ့ယူရိုချိန်တွေမှာတော့ဈေးကအေးနေတာပြီးတော့ကျွန်တော်တို့ US ချိန်တွေမှာဈေးလောက်ခတ်လာနိုင်တယ်ဒါမျိုးလို့တော့တစ်ချက်သတိထားပါ breaking news တွေရောသတိထားပါ breaking news တွေလည်းရှိနိုင်တယ်အဲဒီအပိုင်းတွေပေါ့ဟုတ်ပြီဒါသတင်းပိုင်းရာဒီသတင်းရဲ့ update တွေသိချင်တယ်ဈေးကုန်းနဲ့ update တွေသိချင်တယ်ဆိုရင်ကျွန်တော် Telegram free channel တွေမှာ join ထားပေးလို့လိုအပ်တယ်ဟုတ်ပြီဒါကသတင်းပိုင်းရာသုံးသပ်ပေးသွားတာဖြစ်တယ် အကယ်လို့တော့မရှင်းလာရပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber တွေမှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာအဲဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကိုအကျေးဇူးအများကြီးတင်ရှိပါတယ်